โอเคအားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ဒီ lesson မှာတော့ဒီ organ နဲ့ပတ်သက်တဲ့ဒီသင်ခန်းစာကိုကျွန်တော်ဒီနေ့ဖြောပြသွားမှာဖြစ်ပါတယ်ဆိုတော့ဒီ organ ဆိုတာကကြာတော့နော် organ ဆိုတာကတော့ကျွန်တော်တို့ကမတူညီတဲ့ input နှစ်ခုတော့ရှိပဲဒါပေမဲ့နော်မတူညီတဲ့ input နှစ်ခုတွေကတစ်ခု on ရင်နော် တစ်ခု owner နဲ့အောက်ဖို့ထွက်မယ်ဟုတ်ပြီနော်တကယ်လို့နှစ်ခုလုံး off ပြင်တော့အောက်ဖို့ကတော့မဟုတ်ဘူးနော်ဆိုတော့သူကနော်ဒီ letter ပုံမှန်ရတော့ကျွန်တော်တို့ကဒါကို parallel ပုံစံနဲ့စဉ်းစားပြီးတော့ကျွန်တော်တို့ရေးသွားဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဒီမှာနော်ဒီ eco structure machine expert ကိုကျွန်တော်ဖွင့်လိုက်မယ် အေးအဲ့တော့ကျွန်တော်ပထမဆုံးပေါ့နော်ဒီမှာနော်ဒီ inactive တွေတစ်ချက်ရွေးထားပေးဖို့လို့ပေါ့နော်အဲ့တော့ပြီးတော့ကျွန်တော်ဒီမှာ configuration မှာကျွန်တော်တို့ကနော်ကိုအဆုံးပြုလို့လဲ BSC ထည့်မယ်ဟုတ်ပြီနော်အဲဒီမှာရှိနေတဲ့ BSC ကိုပဲကျွန်တော်တို့ရွေးရင်လည်းရတယ်ပေါ့နော်ဒါတော့ကိုယ်မှာ PSC ရှိရင်ကို PSC မျိုးစောင်းမှာ like ရွေးချင်ရမှာပေါ့နော်အဲတော့ programming ကိုသွားမယ်ထုံးစံတိုင်းပေါ့နော်ကျွန်တော်ဒီမှာ name ဟုတ်ပြီနော်ကျွန်တော် name ဒီပေးလိုက်ပါတော့နော် name ကကျွန်တော်တို့ကအခု call gate ဆိုတော့ကျွန်တော်ဒီမှာ call gate ဆိုပြီးတော့ကျွန်တော် name တစ်ခုပေးလိုက်တာဖြစ်ပါတယ်နော် okay ခဲ့တာသူကျွန်တော်တို့ကနော် parallelly နော်ချိန်ရမှာဖြစ်ပါတယ်နော် parallel ချိန်ပါမယ်အဲ့တော့ကျွန်တော်ဒီမှာ address ပေါ့နော် a advance pay Oke, Okay, uh, jangan lupa address go, no? Nah. i0.0 လို့ပေးပါမယ်။အောက်က address ကိုတော့ကျွန်တော် i0.1 လို့ပေးထားတာဖြစ်ပါတယ်။ဆိုတော့ဒါကျွန်တော်တို့က address ပေးလိုက်တာပဲ။နော်။အဲကျွန်တော်စင်ဘိုးထည့်မယ်ပေါ့နော်။အဲ့တော့စင်ဘိုးဆိုတာတကယ်တော့ကျွန်တော်တို့ကဒီစင်ဘိုးရေးလိုက်ရင်လည်းဒီ address ပေါ့။ဟုတ်ပြီနော်။ဒါကျွန်တော်တို့ကဒီမှာစင်ဘိုးလေးတစ်ချက်ရေးမယ်ပေါ့နော်။ဆိုတော့ကျွန်တော်ကဒီစင်ဘိုးကို switch နော်ဒီမှာ1လို့ကျွန်တော်ပေးလိုက်မယ်။ဒါကိုကြတော့ကျွန်တော် switch to လို့မပေးလိုက်ဟုတ်ပြီနော် okay နော်ဒါဆိုဒီပေါ်မှာတက်လာပြီနော်ကဲအဲ့တော့ကျွန်တော်တို့ကဒီမှာ output ထုတ်ဟုတ်ပြီနော်ဒါဆိုကျွန်တော်တို့ဒီမှာ output coin နော်ထည့်မယ်အဲ့ဆိုကျွန်တော်တို့ဒီမှာ output ရဲ့ address ပေါ့နော်ဒီမှာကျွန်တော်ဂျူ output ရဲ့ address ကိုထည့်မယ်အဲ့တော့ simple ပေါ့နော် simple ကကျွန်တော်တို့က ldd1 ပေါ့နော်ကျွန်တော်ဒါလေးတစ်ချက် ထည့်ပါမယ်เนาะ Okay အားကြောင့်ဒီမှာ comment တွေရေးချင်လဲရတယ်เนาะ comment တွေကျွန်တော်ဒီမှာကိုယ်ပေးချင်တဲ့ comment ပေးလို့ရတယ်ကျွန်တော်အဲ့တော့ဒီမှာ comment ကို A B ပေါ့เนาะကျွန်တော်အဲ့လိုမျိုးတွေတစ်ချက်အဲပေးလိုက်ပါမယ်เนาะ Okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာချိတ်ဆက်မှုတွေလုပ်မယ်ပေါ့เนาะ connection လုပ်အဲ့တော့ connection လုပ်တဲ့အခါမှာကျွန်တော်တို့ဘယ်လိုပုံစံမျိုးလုပ်ရလဲဒီမှာခဲတံလေးရှိတယ်ဗောနော်အဲ့တော့ဒီခဲတံလေးကိုသုံးပြီးကျွန်တော်တို့ကဒီမှာ face ဆွဲပြရအောင်ဗောနော်ဒီ line တွေပေါ့ဟုတ်ပြီနော် okay ဒါ okay ရဲ့ပုံစံမျိုးလေးဖြစ်ပါတယ်နော်ဆိုတော့ okay ကိုလေးတိုင်းနဲ့ကျွန်တော်တို့ကဒီလိုမျိုးပေါ့เนาะဒီလိုမျိုး latch ဘယ်လိုဖမ်းလဲဆိုတာလေးနဲ့ပြသွားတာပေါ့เนาะ okay တကယ်ဒါဆိုရင်ကျွန်တော်ဒီမှာလဲ output ကိုကျွန်တော်က c လို့ပြီးလိုက်ဟုတ်ပြီเนาะဒါမှမဟုတ်ကျွန်တော် y လို့ပြီးလိုက်เนาะ 아부의 검을 보노. 오케이. 게 다스인 야바비. 저로 다구 시뮬레이션 로 봐메. 아로 브라마도 저로 컴파일 로 도아메. 나? 컴파일 비 도아지. 나? 저 배우 도아메레 소로 커미셔닝 고 도아. 아비나? 비단 저만 랜 시뮬레이터 오 โอเคဟုတ်ပြီเนาะဆိုတော့ဒါတော့ကျွန်တော်အခုရွေးချယ်ထားတဲ့ controller ပေါ့เนาะဒီ controller ကတော့ IO 40လောက်ရှိတဲ့ controller မျိုးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ controller ကို start လုပ်ပါမယ်ပြီးတော့ကျွန်တော် programming တွေကိုဝင်ပါမယ်ဟုတ်ပြီနော်ဒါဆိုကျွန်တော်တို့ကဒီမှာ00ရယ်01ရယ်နှစ်ခုပေါ့နော်00တစ်ခုနှိပ်တယ်โอเคအောက်ပို့ထွက်တယ်ဟုတ်ပြီနော်အဲ့တော့အဲ့တော့ဒီမှာပေါ့နော်ကျွန်တော်တို့က နော်တက်ဘူလီယန်လော့ဂျစ်ရဖြစ်ဖြစ်ကျွန်တော်ထရုတ်တေဘယ်ရပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ကကြိုက်တဲ့ဟာ1ဖြစ်မယ်ဆိုရင်ကျွန်တော်တို့ဖြတ်ရတစ်ခုကို online ပဲဆိုရင် output ထွက်လာမျိုးဖြစ်ပါတယ်အဲ့တော့သူ့ကိုကျွန်တော်တစ်ချက်ပြန် off ပါမယ်ဒါကျွန်တော်ဒါကိုတစ်ချက်ပြန် on ကြည့်အောင် okay ဒါဆိုရင်လည်း output ထွက်ပါတယ်ဟုတ်ပြီနော်ဆိုတော့ဒါလေးတစ်ချက်ပြန်ပိတ်လိုက်မယ် အဲ့ဒါပြင်ကျွန်တော်ဒီမှာ commission တွေမှာကျွန်တော်တို့က stock controller တစ်ချက်နေမယ်ပြီးတော့ကျွန်တော် stock simulator တစ်ချက်နေမယ်เนาะအဲ့ဒါကျွန်တော်နောက်ထပ်เนาะဒီ tool တစ်ခုကျွန်တော်ထပ်ထည့်ခြင်းလို့ပေါ့เนาะအဲ့တော့ဒီ tool မှာကျွန်တော်ကเนาะ not the switch တစ်ခုပေါ့เนาะ not the switch တစ်ခုကျွန်တော် assign လုပ်ကြည့်ပါမယ်ဟေးအဲ့တော့ကျွန်တော်ဒီလို address ရေးတဲ့ခါမှာတခြားလေးတတိထားပြီးရေးပါเนาะဒါက address ကြီးတဲ့အချိန်မှာကျွန်တော်တို့ကအသေးချာလေးမမိဘူးဆိုလို့ရှိရင်သူကနော် address ကကျွန်တော်တို့ရေးနေတဲ့ fill ဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်သေချာလေး address နေရာကိုထည့်မယ် i 0.2ပေါ့နော် okay ဒီကကျွန်တော်တို့ကစင်ဘိုးပေါ့နော်စင်ဘိုးကကျွန်တော်က idch switch နော်ကျွန်တော်ဒီမှာ3လို့ကျွန်တော်ဒီမှာရေးလိုက်မယ်ဟုတ်ပြီနော် comment ကိုတော့ကျွန်တော်ဒီမှာ C လို့ပေးလိုက်ပြီဟုတ်ပြီနော်ဒါဆိုကျွန်တော်ဒီမှာနော်ဒီဆက်တာလေးတစ်ချက်ကြည့်ပါမယ်အဲ့တော့ကျွန်တော်ဒီမှာ care and ပုံလေးကိုယူလိုက်တယ်ခင်ဒီမြင်းကိုကျွန်တော်ထောက်ထားတယ်ထောက်ထားကျွန်တော်အောက်ကမြင်းနဲ့ဆက်မှာဖြစ်တဲ့အတွက်ကျွန်တော်ဖိပြီးတော့နော် mouse ရဲ့ left click ကိုဖိပြီးဆွဲရမှာဟုတ်ပြီနော် okay ခဲ့ဒါဆိုရင်ဒါကျွန်တော်တို့ okay ကိုစံတက်ပြတာပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ထုံးစံအတိုင်းပဲကျွန်တော်တို့က compile လုပ်ကြည့်ပါမယ် ကော်မရှင်တွေကိုတွားပြီးတော့လမ်းဆီမူလေတာလုပ်ကြည့်ပါမယ်ပြီးသွားရင် start controller ကိုနှိပ်ပါမယ်ပြီးသွားရင်ကျွန်တော် programming နဲ့ကိုသွားပါမယ်အဲ့တော့ programming နဲ့မှာကျွန်တော်တို့เนาะကျွန်တော်ဒီမှာ on ထားပြီးသားဖြစ်တဲ့အတွက် programming မှာကျွန်တော်တစ်ခုကိုနှိပ်ကြည့်မယ် okay output ထွက်ပါတယ် ဖြုတ်ပါမယ်ကျွန်တော်နောက်တစ်ခုနှိပ်ကြည့်ပါမယ် okay အောက်ဘုတ်ထွက်ပါတယ်ဖြုတ်ပါမယ်ကျွန်တော်နောက်တစ်ခုနှိပ်ကြည့်ပါမယ်ဒါဆိုလဲအောက်ဘုတ်ထွက်ပါတယ်ဆိုတော့ကျွန်တော်တို့နော်သုံးခုလုံးပြိုင်တူနှိပ်လဲထွက်တာပါပဲသုံးခုတွေကနှစ်ခုနှိပ်လဲထွက်တာပါပဲတစ်ခုနှိပ်လဲထွက်တာပါပဲဟုတ်ပြီနော်တစ်ခုမှမနှိပ်နော်အောက်ဘုတ်မထွက်ပါဘူးခင်ဗျာဒါက okay ပဲဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ဒီ machine expert software ကိုသုံးပြီးတော့ကျွန်တော် စတဲ့ပြတ်ပတ်ခဲ့တာပဲဖြစ်ပါတယ်။ဗီဒီယိုကိုကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။